ဒါကြောင့်ဆရာအောင်သိန်းကအမြဲတမ်းပြောတာအုံတော့ ground ကြိုက်မှာတခင်ဖြစ်မှာပေါ့တဲ့ပစိုး ground ကြိုက်နေရင်ကုလီကြုံမဲဖြစ်မှာပေါ့ရေဆိုတာဆရာကြီးတွေကပြောခဲ့ကြတာအခုကတော့ပစိုးပဲ ground ကြိုက်ခြင်းကြတဲ့ခါကျတော့ဘုန်းကြီးတွေရဲ့အလိန်ခံစေအနာရှင်တွေရဲ့အလိန်ခံကြုံမဲဖြစ်မှာပေါ့ဆရာတော်ဘုရားတက်ရှိကြမှာပါစေဖေဗျာတပိတော်မအားမေကုန်းကိုစားမေရှောက်ခွင့်ပြုပါဖေဗျာမြမပြည်သူတွေကိုဘုန်းကြီးတွေကလင်ညာလှည့်စားနေကြတာကိုကိုယ်တိုင်သိနိုင်ဖို့အလိန်မခံရဖို့ဘလို့နီးပေးလမ်းပြလုံသိမ့်ပါလေဖေဗျာ မေကုံမေလျှောက်သူကတော့မနန်းတီတီနယ်ဖြစ်ပါတယ်ရှင်ဗျာမေကုံမေလျှောက်ပြီးတဲ့တို့ကြောင့်ခြေစူးမြကြီးတင်ပါတယ်မေကုံကတော့တိုးတဲ့ဟိဆိုပေမဲ့ဖြေရမှာကတော့ပူပြီးတော့ရှည်လျားပါတယ်နော်တကယ်လည်းသူတေသနာပြုပြီးတော့ကိုဦးဇင်းတို့တွားကြရမယ့်အရာဖြစ်ပါတယ်ဒါတော့ဦးဇင်းတို့ကဘာဖြစ်လို့လဲဟိဆိုတဲ့အခါကျတော့ဦးဇင်းတို့မြန်မာပြည်ကိုနော်တာရဏရောက်တယ်ဟိဆိုတဲ့အချိန်နေတဲ့ကိုကဦးဇင်းတို့က အလိန်ခံနေကြရတာပဲမဘီမှာဘုရားသမိုင်းတွေတွားကြည့်အကုန်လုံးအလိန်နေအညာတွေပဲနေနေရှိတဲ့ဘုံဘုရားသမိုင်းကြည့်နော်အလိန်အညာတွေပဲအလုံးနဲ့တွေ့နေကြတာပဲဟိုမန္တလေးကြည့်နော်ဟိုစက်တော်ရာဘုရားကြည့်ခြေတော်ရာဟေးဆိုတာဗျာနော်နေနေနေတော့ဒီခြေတော်ရာကြီးတွေမှမဟုတ်တာဗုဒ္ဓတာဒီဒီထားခဲ့တဲ့ခြေတော်ရာအစီအစဉ်ဆိုဗုဒ္ဓကကောစီလာတဲ့ကြီးရမလို့ဖြစ်နေတာ ဘယ်ရာဒိဋ္ဌိမှမရှိနေတဲ့ကိစ္စလေဒီမှားနေတဲ့ကိစ္စတွေကဥစဉ်တော့တိတ်ဖြတ်ရမယ့်ကိစ္စတွေပေါ့နော်အဲ့တော့အမှားကိုမိမိတို့ကလက်ခံလေအလိညာခံရလေပဲဖြစ်မှာအဲ့တော့အဲ့ဒီဖရားတွေနဲ့ပဲအလိန်ခံရတဲ့အတွက်ကြောင့်ဖရားတွေမှာနော်ဘုန်းကြီးတွေချမ်းသာပါတယ်ခောပကတွေချမ်းသာပါတယ်နော်ဘောင်းမီချွတ်တွေပဲရှင်းမိတ်စာကောင်းတွေပဲအဲ့ဒီခောပကတွေမှန်နေများလေဒါကြောင့်မလို့ကြိုက်သေးဘူးဖရားကြည့် ကြည့်လိုက်လေနော်သူတို့တနစ်စာလုံးအလူခံလို့ရတဲ့ငွေနဲ့ဒေါန်ဆန်းစုကြည်တို့လက်ထက်မှာတလစာအလူခံလို့ရတဲ့ငွေဟာတလစာကပိုများတဲ့ဟေးဆိုတော့၁၇လလုံးလုံးရတဲ့ဟာတွေကဘယ်ပြောက်ကုန်လဲနော်ဘယ်လိုခိုးပလိုက်တာစင်းမရှိအင်းမရှိလူရရတော့ကြိုက်တီးဟိုကြိုက်တီးဟိုရေဆိုတော့အဲ့လောက်ပတ်စံတွေနော်ဘီလီယံနဲ့ချီနေတဲ့ပတ်စံတွေ ိတ်ဟိုးဘုရားကလည်းတွားကြည့်လीဗာရမင်းပူကောင်းလာလို့တော့နော်ဟိုခေတ်ဆက်ဆက်အိန္ဒာတွေကစာစုပ်ပြက်တဲ့နော်ရေတကုံဘုရားလည်းထိုးဒီ၎င်းမင်းဒီငါမြာဘုရားတို့ဘာလို့တွားကြည့်ဟုတ်အိန္ဒာတွေကစာအင်တာမတ်ကောင်းနော်ပန်းရံလေးနဲ့စနစ်တကျလေးနဲ့အိန္ဒာအလုံးပေါင်းမရည်နိုင်အခုဆိုရင်ပူတော်မနောက်ထပ်တိုးလာနေတယ်မြောက်အိန္ဒာတန့်စင်ကန်းနေနော်သူတို့ဘေးရဲ့ပတ်ချလဲဒီမှာကောအထဲဒီမှာတွေကောနေတာမှမဟုတ်တာသူတို့စနစ်တကျလုပ်တာပါ မဒီမှာဗာပြန်တော့နေဗန်းတော့ဘူးအဲ့ဒီကိုနေအောင်ပြခဲ့တဲ့စင်းမရှိအင်းမရှိခိုးတဲ့ကောင်လေးတဲ့ချမ်းသာကုန်တာပဲအပြောချင်တာကြီးကအလိန်ညာမခံရဖို့ဟေးဆိုရင်ဝိဇင်းတို့ကိုကိုရန်ရလည်းပဲစာပေတွေဖတ်ရမယ်နော်ကိုပိုင်ကိုနေဆရာတော်ကြီးပြောတို့လို့ကောင်းပေါ့ကောင်းစင်မခံရဘူးပေါ့နော်ကိုကိုရန်ကြီးအဲတိကျင်စိတ်တွေဖြစ်ရမယ်စာကောင်းပေကောင်းတွေကိုဖတ်ရမယ်ကိုပိုင်ကောင်းနဲ့စဉ်းစားရမယ်ပြီးရင် ဟောပြောတာတွေကိုစနစ်တကျနားထောင်ရမယ်လေ့လာရမယ်အမှားကျင်းတွေကိုတွားပြီးတော့မလိုက်နဲ့ပေါ့အဲ့ဒါတွေတွေနောက်လိုက်နေတယ်ဟေ့ဆိုရင်တော့မိမိတို့ခံရမှာပေါ့ပြီးရင်ဦးဇင်းတို့ကစနစ်ကောင်းရအောင်လုပ်ပါတိုင်းမိတကူကစနစ်ကောင်းရမှာဒီစနစ်ကောင်းကတွေးဖို့စဉ်းစားတဲ့ပညာရေးတွေကိုလုပ်ပြနိုင်အခုတော့ဒီနေဝင်းလက်ထက်တဲကွာလေတွက်ကြည့်လေဦးဇင်းတို့ခုနကပြောတဲ့စနစ်ဆိုးကပညာရေးဖြည့်ဆည်းပြည့်တယ်တွေးခေါ်စဉ်းစားမှုတွေဖြည့်ဆည်းပြည့်တယ် စည်းဝါးရေးတွေဖြည့်ဆည်းပြစ်တယ်အကုန်လုံးနှိမ့်ချသွားပြီဟေးဆိုတော့လူဟာခုနကပြောခဲ့တဲ့ကိုကိုကိုအာမကိုးနိုင်တော့ဆရာတော်ဦးဇိုတိကပြောတယ်လို့ဟေးဆိုလို့ရှိရင်ယင်ထဲမှာ empty ပေါ့ဘလာဖြစ်သွားတယ်ဟေးဆိုရင်အပြင်အကိုရရှာတော့တာပဲတကယ်ဗုဒ္ဓရဲ့ဝေယအတ္တဤအတ္တနောနာထောကောဟိနာထောပရောတိယလေတကယ်ကိုယ့်ဝေယအစ်ကကိုယ့်ရဲ့လုံနာဝရိယဉာဏ်ပညာပဲတခြားမဟုတ်ဘူး ကိုယ့်ရဲ့ဝရိယပဲကိုယ့်ရဲ့အာဟုရရှိကိုယ့်ရဲ့ဉာဏ်ပညာပဲကိုယ့်ရဲ့အာဟုရရှိကိုယ့်ရဲ့အသိဉာဏ်ပဲကိုယ့်ရဲ့အာဟုရရှိနော်ဒါကိုမိမိတို့ဟာတနေ့တဲ့တနေ့ထွန်းတောက်လာအောင်ကြိုးစားနေရမှာကိုယ့်ရဲ့အသိဉာဏ် level မြင့်လာအောင်လုပ်နေရမှာဇာတိဖတ်တာသိနေတာဖြေရှားတာနားထောင်တာအခုတော့ဦးသိန်းတို့နိုင်တိုင်းပြည်မှာအရာကဖြူဖြူလေးလိုဟာမျိုးနော်ဘာနုပညာမှမဟုတ်တဲ့စီမှာတွားပြီးတော့တန်းနေချီနေတာ လူတွေလည်းအဲ့ဒါတွေမှကိုယ့်ကိုယ်ကိုအစစ်နှိမ်လာတော့နှိမ်တဲ့စီတွေမှပဲသွားကြတော့တာဘယ်နှပြောတဲ့ဘနာနာတို့လို့နော်ဖုန်းတွေ၄၅လုံးတခါတည်းခါကြထိုးပြပြီးအဲ့ဒါတွေကိုပဲသွားပြီးတော့မီလီယံနဲ့ချီပြီးတော့သွားပြီးတော့ကြည်နေကြတဘောတွေကြနေကြဒါပါလဲဆိုအတိညာ level နှိမ်လာတဲ့ခါကျတော့ခဏဖုန်းကြီးတွေလိန်လို့ရတာပေါ့အလိန်ခံရတယ်ဆိုတာအတိညာ level နှိမ်သွားလို့အလိန်ခံရတာအတိညာ level မြင့်နေရင်ဘယ်သွားအလိန်ခံလို့ရမှာတော့ နော်မိမိကအသိဉာဏ် level တွေကိုမြင့်ရမှာဗုဒ္ဓရဲ့ဝေယအတ္တကြီးအတ္တနောနာထောဆိုတာကိုယ့်ရဲ့အသိဉာဏ် level ဟာကိုယ့်ရဲ့အာကိုရာစီဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့အသိဉာဏ်ကိုအာကိုထိုက်အောင်မိမိတို့အမြဲတမ်းမြင့်တင်နေဒါကြောင့်မလို့မင်္ဂလာတရားတော်တွေမှာဗောဓိစင်စာတိတ်ပင်းစာဝီနိယောစာသူဒိဋ္ဌိတော်သူဝါဒိတာစာယာဝစာအိတံမင်္ဂလာဗုဒ္ဓမှာဓာပြထားတာပဲဘုသူတ္တတွေရှိရမယ်အကုန်လုံးစနစ်တကျတင်ပေးထားတာပဲ နော်ဓမ္မတက္ကိစာဆွေးနွေးခြင်းနေဖြေရှာခြင်းနေလုပ်ရမယ်မိမြင်းခြင်းနေလုပ်ရမယ်ဘုဒ္ဓတို့ဒီမိမြင်းညင်တာစူးစမ်းညင်တာဒါမျိုးကြတော့မလုပ်ချင်ကြတော့ဘူးဒါကြောင့်ဆရာအောင်သိန်းကအမြဲတမ်းပြောတာအုံတော့ ground ကြိုက်မှာတခင်ဖြစ်မှာပေါ့တဲ့ပစိုး ground ကြိုက်နေရင်ကုလီကြုံပဲဖြစ်မှာပေါ့ရေဆိုတာဆရာကြီးတွေကပြောခဲ့ကြတာအခုကတော့ပစိုးပဲ ground ကြိုက်ချင်ကြတဲ့ခါကျတော့ဘုန်းကြီးတွေရဲ့အလိန်ခံစေအနာရှင်တွေရဲ့အလိန်ခံကြုံပဲဖြစ်မှာပေါ့မိမိတို့ကြုံလူမျိုးမှမဟုတ်တာတခင်လူမျိုးတခင်ဆိုတာစဉ်းစားရမယ် ဓမ္မတွေပယ်ရတတိရှိရဘုန်းကြီးဖြစ်ဖြစ်အာနာရှင်ဖြစ်ဖြစ်ဘလိုကောင်ဖြစ်ဖြစ်မားနေတယ်တာငါတို့လက်မခံမှုကြီးဒီစိတ်ရှိရပြက်သားတဲ့စိတ်ရှိရအခုအဲ့ဒီစိတ်တွေမရှိတဲ့အတွက်ကြောင့်ဆရာနာရှင်ကလိမ်ဘုန်းကြီးတွေကလိမ်နော်ခေါင်းကပြေကြတဲ့ဖက်ကွက်စားအမှုပညာတွေတွေကလိမ်ခေါင်းကပြေကြတဲ့ကိုကိုကြီးတို့လိုနော်နိုင်ငံရေးပန်းပြပြီးတော့အစုပ်ပလုတ်ကောင်တွေကလိမ်နော်တက်တက်ခိုင်တို့လိုတွေကလိမ် ။အဲ့ဒါလိန်နေကြတာဝိုင်းပြီးတော့လော်ဘီလောက်ပြီးတော့ဝိုင်းလိန်နေကြတာ။ဒါပါလေဆိုအသိဉာဏ် level တွေကျလာလို့အသိဉာဏ် level ဘုံကြီး၄ဒိန်လုံးက level မြင့်နေကြည့်ပါလား။ဘယ်လိုလုပ်ပြီးဒီမားတဲ့စနစ်မားကိုလက်ခံပါတော့။ဒါလက်ခံနေတဲ့ကအသိဉာဏ် level နှိမ့်နေလို့လေ။ကိုပြည်လူလူတွေဒုက္ခရောက်နေတဲ့လမ်းစဉ်မှာတိလျက်နဲ့လက်ခံပြီးတော့ပေါင်းစားနေတယ်ဟေ့ဆိုတာဒါအသိဉာဏ် level တော်တော်ကြီးအောက်တန်းကျလို့ပဲ။နှိမ့်ပါတော့တာပဲ။ဒါကြောင့်မလို့လွတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ နော်ဦးဇင်းတို့ခொနည်းကပြောခဲ့တဲ့စတဲ့စင်မင်းဂျင်းလိုဟာမျိုးတွေပေါ့ဗျာအထကရာတွေပြောထားတဲ့ဟာတွေဗုဒ္ဓဟောတာလည်းမဟုတ်ဘဲနဲ့ဗုဒ္ဓဟောတယ်ဟေးဆိုပြီးဗုဒ္ဓမတ်တင်ညူးဆိုပြီးတော့ထည့်ထားတဲ့အရာနော်ထကရာဆရာလည်းစာရေးဆရာတပါးပဲလीမန္တာဒီကောင်းတာတွေယူယူဖို့ခொနည်းပြောခဲ့တဲ့ဟာဤယုံတိမရှိတာကြီးတွေကတော့ဘယ်လိုလုပ်သွားကြီးလက်ခံလို့ရမှာလဲမိမိတို့ခொနည်းပြောခဲ့တဲ့တန်ရှင်းနဲ့ပြီးရှင်ပြီး ထဲ့တောင်းမဲ့တောက်ရည်ခွက်ဟာအစိတ်တစ်ဆက်ရှိနေရင်ဘလောက်ပဲ pH 7ပင်ထဲ့ထဲ့အစိတ်ပဲဖြစ်သွားမှာပဲနော်ဒီအထိုးကြီးလကောက်မဲ့မိမိတို့ရဲ့ခေါင်းကလည်းပဲအစိတ်ချက်ခန္ဓာရရင်အမိုက်ချက်ခန္ဓာရရင်ဘယ်တန်ရှင်းတော့မလဲဒါကြောင့်မလို့တတ္တိရှိဖို့လိုတယ်မဟုတ်တာတွေဆိုပယ်ရဲဖို့တတ္တိရှိဖို့လိုတယ်မှန်တာတွေကိုယူနော်ဘ ᱹ လူရေးတာရေးတာအထာကရာရေးရေးတီကာရေးရေးတခြားဆရာရေးရေးဘယ်ဖုံးရေးရေးအကျိုးရှိသလားအကျိုးမရှိဘူးလားအကျိုးမဲ့တယ်လား နော်ကောင်းသလားဗမာန်တက်တက်စဉ်းစားဝေဖန်ပြီးတော့မှားနေတာတွေကိုပယ်ရဲတဲ့တက်သည့်ရဲရင်တဲ့တက်သည့်ဓာရီရှိမှခုနကပြောခဲ့တဲ့ဒီလိုမျိုးအရေးသွေးရှိတဲ့လူတွေများလာဖို့ပြည်သူတွေများလာဖို့ဟေ့ဆိုရင်လေခုနကပြောခဲ့တဲ့နိုင်ငံရေးစနစ်ကောင်းဖြစ်ဖို့လိုတယ်အဲ့ဒီနိုင်ငံရေးစနစ်ကောင်းမှာပညာရေးကောင်းအောင်လုပ်တယ်ပြည်ခေါ်စဉ်းစားမှုတွေမြင့်အောင်လုပ်တယ်ဇီဝရေးတွေကောင်းအောင်လုပ်တယ်လူအသိဉာဏ်လေဗယ်တွေမြင့်လာအောင်လုပ်တယ်ဒါကြောင့်မလို့ဘုန်းကြီးတွေကလည်းပဲ ဒီလိုအသိဉာဏ်မြင့်တဲ့ level ရောက်လာရင်တို့လိမ်များတော့ဘူးဆိုတာသိတဲ့တကြောင်အာနာရှင်နဲ့ပေါင်းစားတာ။အကြောင်းမလို့တဘောဝရိုက်တာမြန်မာနိုင်ငံဒီမိုကရေစီရလာရင်တဲ့။တာရဏာဟာကြာဆုံးသွားမယ်တဲ့။ထိခိုက်သွားမယ်ဆိုပြီးတော့ပေါက်တကယ်ကျင်းထက်တာ။မမမဟုတ်တာရဏာကလည်းပဲမြင့်သွားမှာ။နော်စစ်မှန်တဲ့တာရဏာပေါ်လာမှာ။အဲဒီလို level မြင့်လာရင်တို့ကခုနပြောတဲ့ပရာဟိတလိုလိုဟိုလိုလိုဒီလိုလိုနဲ့စင်းမရှိအင်းမရှိ။ရောက်ပြဆန်တောင်းလောက်ထားတဲ့လိန်လေရှင်တွေကတို့လောက်လို့မရတော့ အသိဉာဏ်မြင့်တဲ့ကြီးမှာသူသွားလို့လို့မရဘူးလေအသိဉာဏ်နှိမ့်တဲ့ကြီးမှာပဲလောက်ရမှာပေါ့ဒါကြောင့်မလို့ယနေ့အမေရိကန်မှာသူစန္ဒာတွေပြထုတ်လိုက်တာပေါ့နော်အသိဉာဏ်မြင့်ရင်လက်မခံဘူးလေအသိဉာဏ်နှိမ့်နေနေရတော့လက်ခံတာပေါ့ဒါကြောင့်မလို့လိန်လို့ရတယ်ဟေ့ဆိုတာအသိဉာဏ်လည်းပဲနှိမ့်တာကိုပဲလိန်လို့ရပါတယ်အသိဉာဏ်လည်းပဲမြင့်ရင်လိန်လို့မရပါဘူးအဲ့ဒီလိုမြင့်မှုအတွက်ဟေ့ဆိုရင်စနစ်ကောင်းရမယ်ဗရပြေကလေးလူတွေရဲ့ပညာရေးတွေမြင့်နေရမယ်နော်ဒီအသိ level တွေကို မြင်လာအောင်တိဆောက်ရင်ခုနကပြောတဲ့လိန်လေချင်းကကင်းဝေးပါတယ်လို့ဖြေချပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်